ရဆိုတော့ဆယ်လာဘိုင်းအတွက်ကက်ချမာလီဟော့စတန်လီလေးကျွန်တော်ပြောချင်တယ်ဒါကတော့နောက်ဘူယိုမှာပြောမယ်ဒီနေ့ဒီဘူယိုကတော့ဆယ်လာဘိုင်းအတွက်တလသာငွေဝင်ရတရားလေးကိုမျှဝေချင်တာဖြစ်ပါတယ်မိတ်ဆွေတို့ဒီအနေနဲ့ကိုးတော်ဝင်ဆွေကာလာတွေမှာငွေချင်းနဲ့ပတ်သက်လို့ခက်ခဲလေးတွေအစမပြားလေးတွေအနေနဲ့များကြုံတွေ့နေကြရမယ်ဆိုရင်အခုဒီရတရားလေးကိုတေးချလေးပြုလုပ်တင်ပါတယ်ခင်ဗျာဒီရတရားလေးကဆယ်လာဘိုင်းအတွက်တလသာငွေဝင်ရတရားဖြစ်တဲ့အတွက်ဆယ်လာဘိုင်းဆွေကာလာတွေမှာလုပ်ငန်းတွေပိုစီးနေတာအခုလက်ရှိရတဲ့ကိစ္စလေးတွေကိုယ့်ရဲ့လုပ်ငန်းကိုင်ငံလေးတွေပို ိုးတက်ပြီးတော့မှကို့အတွက်ငွေကြေးလက်လာမှာပွင့်လန်းစေဖို့အတွက်ဆယ်လာပိုင်းအတွက်တလောက်သာငွေဝင်ရတရားဒီညဝေကြတာဖြစ်ပါတယ်ခင်ဗျတရားလို့လို့ဖို့အတွက်ဆိုလို့ရှိရင်ရဲ့ကိုရိုးရှင်းပါတယ်ဒါကျွန်တော်လက်ထက်မှာခြင်ထားတဲ့အတိုင်းဒီပဲဒီစားလေးပြပြလိုက်ပါနော်ဒီပုံစံလေးအဲဒီပုံစံလေးလို့ပါပါတယ်ခင်ဗျအောက်ကလင်ပန်းလေးတစ်ချက်ရှိမယ်ပေါ့ဗျာလင်ပန်းလေးကကိုအနှင်းတဲ့တဲ့ဟာနဲ့သုံးတော့ပြဿနာမရှိဘူးရရင်နော်ကျွန်တော်တို့ရင်းမလွဲကြီးဖြစ်ပါပါမဟုတ်ဘူးကိုအနှင်းတဲ့လိုမျိုးလေးသုံးလို့ရရင်နော်ဆိုတော့ပေါင်ပေါင်း၁၀ချက်ရှိမယ် ပေါင်းမုတ်စိတ်ကျမတင်းနဲ့သုံးလေးကမတင်းနဲ့သုံးလေးကပေါင်းမုတ်စိတ်ကျရှိမယ်ခင်ဗျပေါင်းမုတ်စိတ်ကျလေးအလင်းသက်လို့တင်ထားဗျာဒီကကျွန်တော်လို့တင်ပါမှာမဟုတ်ဘူးဘလို့တင်နေရတယ်နေမန်းလေးတစ်ချက်တည်းမှာပေါင်းမုတ်စိတ်ကျလေးအလင်းသက်တဲ့ပုံစံလေးထားအဲ့ဒါလိုလေးထားသက်သာမရှိဘူးလူလေးတွေထားထားသက်သာမရှိဘူးနော်ပေါင်းမုံလေးရဲ့အဲကောင်မှာကိုယ်အမြဲတမ်းသုံးနေကြပတ်ဆိုင်လေးကိုထားပေးရမှာဖြစ်ပါတယ်ဗျာဒီပုံစံမျိုးလေးပေါ့နော်ဆိုပေါင်းမုတ်အလင်းသက်လို့ထားလို့ရတယ်နော်ကျွန်တော်လို့ရင်ပြမှာမဟုတ်ဘူးမင်းကြီးတင်တင်ပြလို့ထားအဓိကပေါင်းမုတ်စိတ်ကျပြင်ရတယ် တော့ဆယ်လာပဲပဲကြာကြာလောက်တော့ပေါ့ပေါ့နေတဲ့ဆိုတော့ဒီမန်းဆိုတာတော့ဒီမန်း ဒီကြလာမိတဲ့သူကမိတ်တဲ့နဝင်းကိုယူလာတာမျိုးပေါ့ဗျာပြီးတော့ဆယ်လာပိုင်းဆိုရင်ကာလဆယ်လာပိုင်းမှာဂျာလာဝိနဲ့ကောင်းတာများသောအားဖြင့်တော့ပေါင်မုံဂျာလာဝိနဲ့ဆိုရင်အလွယ်ကူဆုံးကပေါင်မုံရှိမယ်ပေါ့ဗျာပေါင်မုံကအလွယ်ကူဆုံးပဲဂျာလာဝိနဲ့နဲ့ပတ်သက်တာပေါင်မုံဂျာလာဝိနဲ့အဲဆိုတော့ဒီလိုသဘောတရားယူပြီးတော့မှရေရာလေးဓာတ်အစီရင်လေးဖြစ်ပါတယ်ခင်ဗျာဆယ်လာပိုင်းအတွက်ငွေချင်းနဲ့ပတ်သက်လို့အဆင်ပြေသေးဖို့အတွက်ဆိုလို့ရှိရင်လေမန်လေးတစ်ချက်ပေါ့မှာပေါင်မုံလေးဆယ်ချက်လေးတေချာလေးထားထားပြီးရင်လဲကောင်မှာကိုယ်အမြဲတမ်းသုံးနေကြပတ်ဆိုင်လေးထားပြီးတော့ကိုယ့်ရဲ့အိမ်ကသဘောတရားလေးမှာเนาะကျွန်တော်ဆိုတာဖျားကတရားလေးမှာဒါလေးကိုတင်ထားလိုက်မယ်ပေါ့ဗျာတ င်ထားပြီးတော့မှကိုယ်အနေနဲ့ငွေချင်းနဲ့ပတ်သက်လို့အဆင်ပြေပါလိမ့်ဆိုတဲ့အကြောင်းလေးတရားဆူတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒါကဆယ်လာပိုင်းတော့ကျွန်တော်တို့တလစာငွေဝင်ရတဲ့ဖြစ်ပါတယ်မနက်ခင်းလောက်ကက်ပြီးတော့ညနေခင်းလောက်ပြန်ဆွလိုက်မယ်ဆိုရတယ်သူကဖျားဆွလို့တင်တာမဟုတ်ဘူးနော်ဓာတ်ရတရားဖြစ်တဲ့အတွက်ကြောင့်ဒီပုံစံလေးတက်စင်ပြီးတော့ကိုယ့်အိမ်ကဖျားငတ်တနေရာလေးမှာထားလိုက်တာနော် ဘာသာကြားတွေပါဖြစ်မဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကအဲကန်းတနေရာလေးမှာထားလို့ရတယ်ကိုကလုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်လေကိုကလုပ်ငန်းလုပ်တဲ့သပွဲကုန်တနေရာလေးမှာထားလိုက်လို့ရတယ်เนาะဒါဆိုကျွန်တော်ကျွန်တော်ကကျွန်တော်ဒီမှာဗျာဘေးရင်စရာဆိုတော့ဘေးရင်အများနဲ့ဟောပြီးတော့ဂျယ်ရီပါလုပ်ဆိုတော့ဒီနေရာလေးရပဲကျွန်တော်ရဲ့အိမ်လို့ဖြစ်တယ်ဆိုတော့ဒီနေရာလေးမှာပဲကျွန်တော်ဂျယ်ရီလေးလုပ်ပြီးတော့မှဒါတနေရာလေးမှာထားလိုက်မယ်ပို့ဗျာထားပြီးတော့မှဆယ်လာမယ့်ဆိုကာလာတွေမှာဒါငွေကြီးနဲ့ပတ်သက်လို့စေပြေပါသေးဆိုတဲ့အကြောင်းလေးဒါကျွန်တော်ကစုတောင်းလိုက်မယ်ပို့ဒီလိုပုံစံမျိုးလေးနဲ့ဂျယ်ရီလေးပြုလုပ်ရတာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့လေဒါဆယ်လာမယ့်ဆိုကာလာတွေမှာငွေကြီးလက်လာပွင့်နှန်းစီဖို့တို့ ဒီအရာလေးကိုပြုလုပ်ပြီးတော့မှအဆင်ပြေပါစေဆိုတဲ့အကြောင်းလေးကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးနားလည်နေတော့မရှင်းတဲ့ချိန်ကိုမှမှတိတ်ချလေးမိခဲ့ပါခင်ဗျာတလဆတဲ့ကြီးညာကြီးနာကြတော့ကျွန်တော်အခုဒီဆယ်လာပိုင်း9ရက်နေ့ထိရန်ကုန်ဟောကဲမှာရှိနေပါမယ်ကျွန်တော်ရန်ကုန်ဟောကဲကို